ြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့နယ်လင်လှုပ်ရသည့်အကြောင်းရင်းရှိပါအဲ့ဒီရှိပါတော့အောက်ပါတိုင်းဖြစ်ပါတယ်နံပါတ်1ဤမဟာပထဝီမြေကြီးသည် ရေ၌တည်၍ရေသည် လေ၌တည်ပြီးလေသည် ကောင်းငင်၌တည်သည်ဖြင့်ပြင်းထန်စွာလေတိုက်သောအခါရေကိုလှုပ်ခတ်စေပြီးထိုရေလှုပ်သောကြောင့်မြင်ကလေးလှုပ်ခြင်းနံပါတ်2ကြီးသောတကောအ ాను ဘော်ရှိသောတမနာပြမနာတို့သည်၎င်းနတ်ပြမာတို့သည်၎င်းအာနေသောမြေ ပထဝီကတိုင်းနဲ့အာဂျီတော်မီတေဇောကတိုင်းတို့ကိုပွားများလျက်ဤမဟာပထဝီမြေကြီးကိုလောက်ခတ်စေခြင်းနမတ်တော်ဖျားလောင်းသည်တုတိတာနှစ်ပြီမှစုတယ်လျက်အမိဝမ်းတိုက်သောတက်ရောက်သောအခါဤမဟာပထဝီမြေကြီးသည်တွတ်တွတ်ခေါအောင်ပြင်းထန်စွာတုန်လှုပ်ခြင်းနံပါတ်၄ဖျားလောင်းသည်အမိဝမ်းတိုက်မှခွားမြင်တော်မူသောအခါ၌ပြင်းထန်စွာတုန်လှုပ်ခြင်းနံပါတ်၅မြတ်စွာဘုရားသည် အမျက်ဆုံးတမ္မာတမ္ပတိညံကိုရောက်တော်မူသောအခါ၌ပြင်းထန်စွာလှုပ်ခတ်ခြင်းနံပါတ်6မြတ်စွာဘုရားသည် အမျက်ဆုံးဓမ္မစကြာတရားတော်ကိုဟောတော်မူသောအခါ၌ပြင်းထန်စွာ တုံ့လောက်ခြင်းနံပါတ်9မြတ်စွာဘုရားအာယုတင်ခါရလွတ်တော်မူသောအခါ၌တုံ့လောက်ခြင်းနံပါတ်10မြတ်စွာဘုရားသည်အနုပါတိဒေတာနိဗ္ဗာန်ဓာတ်ဖြင့်ပြိဋိနိဗ္ဗာန်စံဝင်တော်မူသောအခါ၌တော်တော်ခါအောင် ပြင်းစွာတုံ့ထုတ်ခြင်းဒီချက်ရှိချက်ကတော့ရဗုဒ္ဓဟောကြားတော်မူခဲ့တဲ့နလျင်လွတ်ရသည့်အကြောင်းဖြစ်ပါဖြစ်ပါတယ်။